ဒီနေ့ညမှာတော့နမခဇေယုထပ်ပေါက်ပြန်ပြီပြစီအောင်ပြီရှင်ရင်ရော့ကတ်ဘရာဒါကရော့ကတ်အလုံး30နဲ့တိုင်းမှုအစ်စ်ပုံမှုချုပ်ယုံမင်းထွေးကိုကျူစွတော့အဖြစ်နမခရဲကိုရော့ကတ်အလုံး30နဲ့ပြစ်ခတ်တိုက်ခတ်ခဲ့နိုင်ပါသေးတဲ့ဗျဟိုတနေ့က BMW ရဲ့ short ride ဒုံး ဒီခေတ် CRB ဆိုတဲ့ချင်းတွင်း rocket brother ရဲ့ rocket အလုံးသုံးစင်နာမခါတော့မကြခင်ပြာကျသွားမဲ့အခြေအနေကိုရောက်နေတာနာမခါကြီးပဲလားဆိုမြောက်ပိုင်းတိုင်းရောမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေအနေကလည်းမြက်ခုံးခက်လုံးလုံးနဲ့ဒီခေတ်ပူတာအိုကိုစစ်ကြင်ရလိုက်ပြီဆိုတဲ့အကြောင်းဘူတာဝိုင်းဘော်ကိုဖျက်ပိတ် မြောက်ပိုင်းတိုင်းကိုဒါတွေကိုဒုတိယဒါတွေကိုနောက်ပိုင်းမှာပြောမယ်เนาะဒိန်းနေညောင်တော့လူဦးတော်လိုင်းရဲ့အချိုးအကွေ့အနှုတ်အသိအတိုးဆုပ်ကိစ္စတွေဟာအတော်ကိုကြဲကြဲပြက်ပြက်ရှိလာနေပါတယ်။လူဦးလုံးပေးမင်္ဂလာပါ။တို့ရေးချန်နယ်ဟာဆိုရင် နေ့စဉ်နေ့တိုင်းတန်ဆူတန်ကောင်းတွေကိုတက်ဆက်ပေးနေတာမို့ Line and Credit လို့လည်းတောင်းဆိုရှင်ပါတယ်။လူတော်လိုင်းရဲ့တက်ဆက်ဆက်သဲမှာ တရုတ်နိုင်ငံယာယီဝန်ကြီးဝန်ကြီးကအာဆီယံကိုထိုင်းယွမ်နေဇက်ကကြားဖြတ်ကိစ္စတွေနဲ့ပတ်သက်ပြီးဥပပေါင်းဆောင်ရွက်ကြမယ်လို့ဒီကနေ့တောင်းဆိုလိုက်ပါတယ်ဒီကာလတွေမှာထိုင်းနိုင်ငံထိုင်းနိုင်ငံတွေကိုခီးတွားတဲ့တရုတ်လူမျိုးတချို့လူကုန်ကူးခဲ့ရတဲ့လူကုန်ကူးခံရတဲ့တရင်တွေလိုင်းလိုင်းထပြီး ထိုင်းရဲ့ရဲတပ်ဖွဲ့ကအပူတမင်းလိုက်လံဖမ်းဆီးရှာဖွေပြန်လဲကဲထုတ်တည်ယူတဲ့တတိတွေစာမျက်နှာထပ်ပြီးမှာအရှံပင်တွေ့ရပါတယ်။ဒါနဲ့ထပ်ထူမှာနောက်ထပ်နောက်ထပ်နောက်ထပ်တရုတ်နိုင်ငံသားတွေအများကြီးလူကုန်ကူးခံရတယ်ဆိုရင်နောက်ဆက်တွဲတတိတွေလည်းရှိနေတယ်ဒီအပိုင်းမှာရွှေကုတ်ကူမြို့တည်ခဲ့စံနန်းတော်ပိုင်ရှင်စောချစ်သူတယောက် အစည်းအဝေးခေါ်ပြီးဘေးမှာ DGBA ကအရာရှိတယောက်လေးပါတဗျတရုတ်လုပ်ငန်းရှင်တွေအားလုံးကုန်ကူးမှုမလုပ်ရဘူး။ online လိမ်နေမှုတွေမလုပ်ရဘူး။ခေါ်ပြီးတော့အစည်းအဝေးမှာ ပြောပါတယ်။ဒါဆိုရင် KK ပတ်နေဖြေကူးကူမှုဘာတွေများလုပ်နေကြလဲကျွန်တော်လည်းမသိဘူး။တခြားလူကြီးမင်းတွေလည်းသိမယ်လို့ထင်ပါတယ်။ဒီအပိုင်းမှာတော့တရုတ် try မြန်မာနေဆက်ကရင် KNE DGPA KNU အတွဲအဆက်မြန်မာတိုင်းပေါ်လာလိုက်တခြားမှာပေါ့အတော့ကိုလှုပ်လှုပ်ရှားရှားဖြစ်နေပြီးတရုတ်ရဲ့ပြင်းထန်တဲ့ PR ရှိနေတယ်လို့ကျွန်တော်သိရတာ။ဒါနဲ့ပတ်သက်ပြီးကျွန်တော်တို့မျိုးသားညီညွတ်ရေးအစိုးရကလေကျွန်တော်အကြေတဝင်မပြောတော့ဘူးနိုင်ငံကြီးတော်လှန်ရေးအတွက်အကျိုးရှိရတယ်အများကြီးရှိပါတယ်။ဒီအတွဲအဆက်ဒီအခင်းချင်းဟာ တော်လိုင်းရင်းတို့က plus ဖြစ်မယ်အမြတ်ထွက်မယ်အကျိုးရှိမယ်ကိစ္စတွေအများကြီးရှိပါတယ်ကျွန်တော်ဘယ်လိုပြောချင်လဲမြောင်ကြည့်သိအောင်လို့မြောင်ကြည့်သိအောင်လို့ခနေဝင်လေလာတပင်းကိုစင်စက်မပြတ်ဖတ်ရှုတော်လိုင်းရင်းကိုစက္ကန့်မလတ်အာယုံစက်ဒေတာရင်းနိုင်ငံကြီးအာဆီယံနိုင်ငံကြီးဒေတာရင်းအခင်းချင်းအာဆီယံအခင်းချင်းအိန္ဒိယအင်အာဂျီတေဝေအခင်းချင်းကမ္ဘာမှာအင်အာဂျီတဲ့အမေရိကန် စူပါပါဝါရီရဲ့အခင်ချင်းအတန်ဟမ်ဒါတွေကိုမပြတ်လေ့လာပြီးဘလို့ policy ချရအောင်လဲဆိုတာကိုတော့ဒုတိယပိုင်းမှာကျွန်တော်ဆက်ပြောမယ်ဒုတိယပိုင်းမှာခံပတ်ကိုဘာလို့ဘုံချဲတယ်လဲမော်လူးကိုဘာလို့ဘုံချဲတယ်လဲဘာလို့ဘုံချဲဖို့ရွေးချယ်တယ်လဲဘာတိုက်ပွဲမှမရှိဘူးဘာစစ်ပွဲမှမရှိဘူးဘုံချဲဖို့ရွေးချယ်တာ ਨੇ ပတ်သက်ပြီးစကိုင်းသားတွေတော်တော်များများဒေါ်ပွားနေတဲ့အကြောင်းလေးတုံ့တက်ဖြစ်ပါတယ် ကဲပထမဦးဆိုတော့တော်လန်တဲ့နေ့ကိုစားလိုက်ကြရအောင်ဒီနေ့ပူတာကိုထိုးစစ်စမယ်ဥတာကိုစစ်တင်အောင်ဥတာမျိုးကိုသိမ့်ပတ်တော့ပြီဖြစ်ကြောင်း KI KPF KI ရဲ့ရှင်ခွေကပေါက်ဖွာလာတဲ့တတ်တော်လို့ပြောလို့ရတဲ့ KPF ကစစ်တင်ညာလိုက်ပါဘူးဘုဒ္ဓကိုစစ်တင်ညာတဲ့အခြေအနေဟာ ကျွန်တော်တို့ဘူတောင်အခြေအနေကဘယ်လိုရှိလဲခင်ဗျာဘူတောင်မြို့ကအချိန်မြွေတိမ့်ပိုက်လို့ရပါတယ်ကျွန်တော်ဘူတောင်နဲ့ပတ်သက်ပြီးကျွန်တော်ပြောပြချင်ပါတယ်ကလာယ46ဘူတောင်ကိုကလာယ13ကိုမချမ်းဘောကလာယ138မူလာရှိဒီဒီ3တက်လုံးအိုနာဂျိုကန်တွေကြီးပဲလို့တခါတယ်တန်ရစကားပါလိုက်ပါတယ်ဒီတက်တွေကို ဝိုင်းပေါ်ဗမော်တိုက်ပွဲတွေတောက်လျှောက်ပို့တဲ့အခါကျလုံးဝအင်အားမရှိတော့မချခင်မှာဘူတာအိုမြို့ဟာတိမ့်ပတ်ရရှိတော့မယ်လို့ကျွန်တော်ရဲရဲကြီးပြောရပါတယ်ဗျ KI နဲ့ KB ရတို့က KI ကိုမချခင်ထိုးစစ်ဆင်မယ်လို့ကြေညာပြီးတဲ့နောက်ပိုင်းမှာဖက်စစ်တဟာလုံးစရာတစ်ခုပဲရှိပါလေချောင်းဖြစ် ကျွန်တော်ဘာမှမလုပ်နိုင်ပါဘူးမြေပြင်အင်အားမြေပြင်ထိုးစစ်တွေနဲ့ပတ်သက်ပြီးစစ်တပ်ဟာလောက်လောက်လာလာအင်အားမရှိသလိုဖက်စစ်တပ်ကကောင်တွေဟာတိုက်ခိုက်မှုစိတ်လုံးဝမရှိတော့ဘူးအောင်စိတ်မရှိတော့တဲ့ဖက်စစ်တပ်တိုက်ခိုက်မှုစိတ်ကုန်ခန်းသွားတဲ့ဖက်စစ်တပ်လောက်မှမူထမ်းနေတဲ့အရာရှိအရာကအချက်စစ်တီတွေကဒီတိုင်းအသေးခံမဲ့အတူတူတော့လက်နက်ချအညက်ခံသို့မဟုတ် စစ်အာဏာရှင်တစုကိုပြောင်းလဲလိုက်ရင်တော့ဒီပွဲကမြန်မြန်သွားမှာဆိုတော့ဘုဒ္ဓဟိုထိုးစစ်ဘုဒ္ဓဟိုထိုးစစ်ကပေါ့တည်တည်တော့မဟုတ်ဘူးဗျာဘုဒ္ဓဟိုထိုးစစ်စင်ဆိုတာ ਨੇ စစ်ကြောင်းတွေအကုန်လုံးဘုဒ္ဓဟိုအာယုံဆိုင်နေကြောင်းကပြစ်ကူတဲ့အချိန်မှာဝိုင်းမော့ကိုတရက်ဆက်ထိုးစစ်စင်ပြီး ဘုဒ္ဓအိုလဲကြဝိုင်းပေါ်လဲရမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးလဲပိတ်ဆို့ခံသွားရမယ်အခြေဖြစ်သွားတယ်။ကြည်ရဲ့အပြော့အမှာပေါင်းဆက်ထားတဲ့စမတ်ပါဝါဂျီယိုပေါ်လစ်တစ်ကိုပထဝီနိုင်ငံရေးကိုကောင်းကောင်းသိမြင်နားလည်တိုက်ပွဲဝင်နိုင်မှုတွေဟာတော့အာကတ်တပ်အေကေအေနှစ်ခုဟာလက်ရှိအချိန်မှာ ဗမာပြည်ရဲ့လက်ရှိမြေပြင်စစ်ပွဲတိုက်ပွဲတွေမှာအတွေးခေါ်တဲ့နီနာတဲ့နောက်တစ်ချိန်မှာဆံပြူရမယ်တိုက်ပွဲနီနာတဲ့တွေဖြစ်လာနိုင်ပါတယ်ကျွန်တော်တို့ခုဆိုရင်တောက်လျှောက်ချိကတဲ့တိုက်ပွဲပုံစံတွေနီနာတဲ့တွေကမ္ဘာမှာအမြဲအသုံးပြုနေတဲ့ theory ဟောင်းတွေကိုရချိုးပြီးတော်လိုင်း theory တစ်တွေနဲ့မြေပြင်လက်တွေ့ပေါင်းဆက် ဆောင်ရွက်သွားတဲ့အတွက်ဒီကနေ့ဆိုရင်ခိုင်မာတောင်တင်းတဲ့အောင်ပွဲတွေကဘာကြီးကအံ့ဩချီးကျူးရတဲ့ခေါင်းဆောင်တွေပြည်သူလူထုပြည်တွင်းကပြည်သူလူထုကမျှော်လင့်အားကိုးလေးစားယုံကြည်ရတဲ့ခေါင်းဆောင်တွေအဖြစ်အရကတတော်အေဘူဂျုံထွန်းမြက်နိုင်တဲ့ KIA ဘူဂျုံကွန်မော်ရောဟာတဖြည်းဖြည်းနဲ့လူထုနှလုံးသားကို ထင်ချုပ်စိုးမိုးလွမ်းမိုးထားနိုင်စွမ်းရှိတာတွေ့ရပါတယ်။ဘာကြောင့်လဲဆိုတော့ရိုးတယ်ရှင်းတယ်ပြောရင်ပြက်တယ်ပြောလိုက်တိုင်းတကယ်လုပ်တယ်ခေါင်းဆောင်ပြီးသားတယ်စစ်ကိုစစ်နဲ့တူအောင်တိုက်တယ်တော်လိုင်းကြီးကိုတော်လိုင်းကြီးနဲ့တူအောင်လုပ်တယ်အတွင်းကခိုင်မာတယ်ယုံကြည်ချက်ပြတ်သားတယ်ဒီအချက်တွေကြောင့်တိုက်ပွဲတွေစစ်ပွဲတွေမှာအောင်ပွဲအလီလီစုခုပြီးတကာလား လူလူနှလုံးသားမှာသူရဲကောင်းတွေအဖြစ်ဒီကာလမှာတော့ညှော်လင့်အားကိုးနေကြပါလေလို့ကျွန်တော်ဒီနေရာကနေသတင်းစကားပါပြစီဒီအချိန်မှာမြောက်ပိုင်းတိုင်းသတင်းကိုမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကချင်းချောက်ခံရပြီဆိုတဲ့အခြေအနေမှာပဲတဆက်ဆက်တဲ့မှာကျွန်တော်ရှေ့ကပြောတဲ့မုံရွာနမခ အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကိုရမကကနေစစ်ရှုံးပြီးပြောင်းလာတဲ့တိုင်းမှုအစ်စ်ဘုံမှုချုပ်မျိုးမင်းထွေးကိုကျုံဆိုတဲ့အနေနဲ့ rocket 14လုံးနဲ့အလုံး30နဲ့ထပ်ပစ်ပါတယ်ယမန်နီကယမန်နီက BWN ရဲ့ short တော့ဒီကနေ့ CRB Children Brother Rocket Brother ရဲ့ rocket အလုံး30 နာမခိုင်ပြကြဖို့ပြင်တာတပန်းတပန်းလက်ရှိကပ္ပစာ14နဲ့ကပ္ပစာ6အနည်းရောဆင်းအခုဆိုရင်ကပ္ပစာ14နဲ့ကပ္ပစာ6ဟာအရေးပေါ်ပြောင်းရွှေ့နေရပါပြီဆိုတော့ကျွန်တော်တို့တော်လည်းဘယ်ရောက်နေပြီလဲဆိုတော့ကျွန်တော်တို့ကြည်မြင်နိုင်ပါ ိုတော့ဒီနေရာမှာပြည်သူလူထုကိုအတင်းတာကြောင့်ခိုင်ခိုင်မာမာယက်တီကြောင့်တော်လိုင်းရေးမှာအတူပါဝင်ကြလို့ပြောဆိုရမယ်အခြေမဟုတ်တော့ဘူးကျွန်တော်သိမြင်လာပါတယ်။ဘာကြောင့်လဲဆိုတော့ပြည်သူကတရားရာခိုင်နှုတ်တဲ့ကြော်လုံကတာဝန်ချေပါတယ်။တာဝန်မချေတော့သူများကတော့တာဝန်ပြတ်ကွက်တော့သူများကတော့ကျွန်တော်အခြေချက်ပြီးတော့မပြောနေပါဘူး။ ဆိုတော့ကမ္ဘာစာ14နဲ့ကမ္ဘာစာ6အခြေအနေကိုတို့ထိပြီးရဲ့နောက်မှာပြည်ပတော်ဒီကိုကဲနေတဲ့ဘုံမှုဝင်းထုတ်နဲ့တောင်ပုံကြီးကိုပေးလိုက်ရတယ်ဘုံမှုဝင်းထုတ်တောင်ပုံကြီးမှာအကြအဆုံးများစွာနဲ့ဆုတ်လာတဲ့ဘုံမှုဝင်းထုတ်အဲ့တော့ငပ်ဖဲငပ်ဖဲမှာလေ ကိုကိုကဘုံကြောင့်တင်မောင်းချောကာဘာ14ကိုခုနပြောတယ်ကာဘာ14ကိုအဓိကထားအင်အားဖြည့်နေတဲ့တင်မောင်းချောကိုစနိုက်ပါနဲ့ပစ်ချလိုက်နိုင်အိုက်တက်ပြတ်ပါကာဘာ14လေးရပါဒါပေမဲ့ကာဘာ14အရေးပေါ်ညဆိုရင်ပေါ့ဗျာကပ္ပသ14ရက်ကအဆက်ပြစ္စည်းတွေအဓိကပစ္စည်းတွေကိုတဲထုတ်နေတယ်လို့ကျွန်တော်တို့ကြားထားပါတယ် ငပ်ဖဲကကဘာသာစင်နောက်ထပ်တစ်မျိုးကတော့တီးတိမ်ပြတီးတိမ်ကိုမကြာခင်ဒိုးစစ်ဆင်တော့မယ်ဆိုတဲ့သတင်းတွေတောက်ပြီးသူလူကဆစ်ရှောက်နေပါမနေ့ကအဆက်ကပြောရရင် တောင်ရင်းကြီး sorry မြင်းညံတောင်တာမလိုက်နတ်ထိုးကြီးတကြောမန္တလေး PDF ကမရယာပဒင်ကြီးပြင်ဦးလွင်ထိုးစစ် DNL နဲ့ပေါက်ဆက်မယ် DNL MNDA တို့ပေါက်ဆက်မယ်ပြင်ဦးလွင်ထိုးစစ်နဲ့ မရယာပရင်ကြီးမန္တလေးမန္တလေးကတဆင်မန္တလေးမြို့ကိုကြော်ပြီးတော့ရင်းညံတောင်တာမထိုးကြီးနထိုးကြီးမလိုက်ဥပကုတော်ဆက်စင်သာတကရှင်းပြည်တယ်မှာလဲကျွန်တော်မနေ့ကပြောသလိုပဲမင်းတက်ဖလန်းကုံတလုံးဖြစ်နေတဲ့ရှင်းပြည်ညံတပီနေလို့ကရင်ဘက်ကိုကြည့်မယ်တန်ရီကရင်ဘက်မှာတော့ အရှိတောင်တိုင်းစစ်ဌာနချုပ်ကဒူတိုင်းမှုကိုရိုင်းအောင်ဝေးစစ်တောင်းကိုကိုကဲပြီးတော့ဒီပြည်နယ်မှာဖြစ်ပေါ်လာတဲ့ခင်းကျင်းတွေကိုဂိုင်တွေမယ်ဆိုပြီးလေလုံးကြီးမိုးလုံးကြီးနဲ့ရောက်လာတဲ့ကောင်ကျင်ညာပြီးဒီနေ့မနက်မှာပဲကျက်တဲ့တပ်မတော်ကကျွန်တော် PDF ကျက်တဲ့တပ်တော်ကအောင်ဝေးစစ်တောင်းရဲ့စခန်းတစ်ခုကိုသိမ်းပိုက်ပြီး ရရှိတဲ့လက်နက်ခရင်မြောက်များစွာကိုပုတ်ပြန်ကျင်ညာလိုက်ပါဒါကရင်ပြည်နဲ့အခြေအနေပါဆိုတော့ရှစ်ဆက်ပြီးတော့အင်တန်ကိုအချိုးကိုကောင်းမဲ့အခြေအနေပါဖတ်ပြီးတော့ဒီကနေ့အာခတ်တက်တော့အေရဲ့စစ်တွေနေ့ကကျွန်တော်ပြောတဲ့စစ်တွေထိုးစစ်နဲ့ပတ်သက်ပြီးဒီကနေ့စစ်တွေကိုအိန္ဒိယတာမတ်လာပါတယ်ဂလာဒမီနဲ့ပတ်သက်ပြီးဂလာဒမီစီမံကိန်းနဲ့ပတ်သက်ပြီး စစ်တွေစိတ်ကမ်းတစ်ခုပဲရှိတော့တယ်အချိန်ဒီမှာအိန္ဒိယတမ္မဟာတကယ်ပဲမသိတာလားမသိကြအောင်ပဲစောင့်နေတာလားဒါမှမဟုတ်စစ်တပ်ရဲ့လက်ပီးလက်ယူအဲလက်လာပါယူထားလို့လားပြန်သုံးတတ်မယ်လို့စစ်တပ်ကိုယုံကြည်ယုံကြည်ပြီးစစ်တွေတစ်ခုတည်းကမြို့ပေါ်ကွက်ကွက်လေးပဲအုပ်ချုပ်လို့ရတဲ့ရခိုင်ပြည်နယ်ဝင်ကြီးချုပ်ကြီးနဲ့တွဲဆုံသွားပါတယ် ဒီများကနေအိန္ဒိယနိုင်ငံကြီးကိုကျွန်တော်လေးလေးစားစားပြောလို့ရတာကလေခမလူပေါင်းပါပဲလူပေါင်းပါပြီလူမပေါင်းလို့ဆုံးရှုံးရရင်ခမတို့နိုင်ငံရဲ့ဗန္ဒာငွေတရားပြည်သူအခွန်ငွေတွေဖြစ်တယ်ဆိုတော့ကိုတော့မမိတ်စေချင်ပါကလာမီစီမံကိန်းဟာနှစ်နိုင်ငံအကျိုးစီးပွားအတွက်တော့လကောက်အိန္ဒိယရဲ့အကျိုးစီးပွားအတွက်တော့လကောက်ဘယ်လိုပဲလုပ်လို့ဘယ်နိုင်ငံက 白，所以讲白不生没路路，比如不空位办哪位呢？比如办啥呢？位呢？了，老家也偏吧。大半夜走路，看见路，顾小事多少呢？哎呀，他妈多少呢？要开边呢，无人机走啊！哎，十度有几闹？不发夜路，第二天天亮了，才来才过来吧。哎，看见多一个的，十度无人机就收一个岗。哎，十度有几股？不发夜夜，今个不碰那个球，不来了。 ဘာကြောင့်လဲဆိုတော့အာဃတတော်ကြီးကရကန်တပီနေလုံးကိုတိန်ထားပြီးပြီစစ်တွေကိုပိတ်ဆို့ပြီးမင်းကစဖိုးတော့မယ်ကြောက်ပြူကိုလည်းတိုက်ပါလို့ကျွန်တော်မင်းကတိုက်တွန်းထားပြီလားဘာလို့တိုက်ခိုင်းတယ်လဲဒီလားအဲ့ဒီကြောက်ပြူကိုရေနဲ့စီမံကိန်းကိုကြောက်ပြူတဘာဝတက်မွေပိုင်လိုင်းကိုအကျိုးစီးပွားမှန်တယ်မဟာပြည်သူတပြားတစ်ချက်မှမစားရပါဘူးစစ်တပ်ရဲ့အစိုးရအမင်းများစစ်တပ်တဟိုးများ အိမ်ထဲအခုတက်ပြီးဆွေစင်မျိုးဆက်ချမ်းသာကိုကြားတယ်ကျွန်တော်တို့ပြည်သူလူထုအခုထိမီးမမှန်မီးမမှန်တဲ့အဆင့်ကိုမပြောဘူးမီးကိုမလာတော့ပါဘူးမြို့ပြတွေမှာမြို့ပြကြီးလို့ဖြစ်နေတာပါဒါကြောင့်အာခတ်တော့ကြီးကြောက်ကြည့်ကိုတိုက်ပါလို့ကျွန်တော်တိုက်တွန်းခြင်းဖြစ်ပါတယ်ရှင်းပါမယ်ပြည်သူချွေးဆက်တွေနဲ့ပြည်သူသွေးဆက်တွေနဲ့ပြည်သူမျက်ရည်ဆက်တွေနဲ့ ငါတို့နိုင်ငံကတယံဇာတတွေကိုစစ်တပ်ကဂုံသွေးဆုတ်ထားတာနှိယာချီရှိနေပါဒီတော်လန်ကြီးကစီဝိုင်းဂုံခွာစီရတဲ့ဂုံသွေးဆုတ်တဲ့စီဝိုင်းကိုတော်လန်နေတာမာလွဲမနေတဲ့စောက်လွဲအတွေးခေါ်ကတော့အတွေးခေါ်ပြီးတော်လန်နေတာလူမှုစနစ်ဟောင်းတွေကိုတော်လန်နေတာ ဘာသာရေးလူမှုရေးဂျင်းတွေကိုတော်လှန်တဲ့အလုံးစုံတော်လှန်ရေးဖြစ်ပါလေစစ်တပ်တစ်ခုတည်းကိုကွက်တော်လှန်ပြရမဟုတ်ဒါကြောင့်ခေပြောင်းတော်လှန်ရေးစနစ်ပြောင်းတော်လှန်ရေးအဲ့ဒါကိုဆင်နွှဲတော့မယ်ဆိုရင်ကိုကိုကိုအရင်တော်လှန်ပြောင်းလဲမှာကြပါလိမ့်ကိုကိုကိုမတော်လှန်မဲနဲ့အရင်ဗီဇာဟောင်းစရဲဟောင်းနေတဲ့အမျက်ထုတ်တတ်တဲ့အချင်း ဖြာခင်းတတ်တဲ့အချက်တွေရှိနေရင်တော့ခင်ဗျားတို့ပါဇက်ကပြောတဲ့တော်လန်ကြီးဟာရေပေါ်အယုတ်ကြီးတယ်လို့ပဲဖြစ်နေပါလိမ့်မယ်ခင်ဗျာထပ်မှပြီးတော့ဒါကတော့တော်လန်တဲ့နေဖြစ်ပါတော်လန်တဲ့နောက်ဆုံးပိုင်းနေကြောက်ကူအခြေအနေကိုကျွန်တော်စပြောပါမယ်ကြောက်ကူကဒေနရင်ပူအောင်တက်တွေထိန်ချုပ်ထားနိုင်တဲ့အခြေအနေပါကြောက်ကူရေအားလျက်စစ်ကိုတော့ ်ဒီအန္တရာယ်ပူပေါင်းတက်ပြီဖြတ်တောက်သွားပြီဒီတစ်ခေါက်ထပ်ထိုးရင်တောက်ခန်းကိုရှာပါမထိုးချင်ဘူးခဏထားပါဘိုးစစ်စင်နေဆိုတော့နေတောက်ခန်းကြပြီလို့ကျွန်တော်ဒီညကနေရေရေပြောရပါတယ်တဆတ်ဆတ်တယ်မှာတောက်ခန်းကိုဘုံအလုံးပေါင်း56လောက်ဒီကနေတောက်ခန်းကို sorry ကြောက်ကူကိုကျဲချပါကျောက်ကူကြီးပဲလားဆိုတော့မဟုတ်ပါဘူးဘာခတ်တတ်တော့အေးထိချုပ်သိမ့်ပိုက်ထားတဲ့ စစ်တူရီတို့ sorry တခြားနေရာတွေပေါ့ဗျာဒီရခိုင်ပြည်နယ်ကတော်တော်များများကိုလေဘုံကြီးကျဲချနေပါတယ်အဲ့တော့အဲ့ဒီဘုံကျဲချတဲ့မှာမှဒုရကြကြဘာတိုက်ပွဲဘာထိုးစစ်မှမရှိတဲ့ခံပတ်မြို့ကိုဘုံကျဲချတဲ့ကိစ္စနဲ့ပတ်သက်ပြီးစကိုင်းလူစကိုင်းသားတွေ ਨੇ တော်လိုင်းအင်အားစုကြားတယ်မှာကြက်ထားတ ။စကိုင်းတိုင်းမှာအန်ယူဂျီကလာပြီးရုံးဆိုင်မယ်လို့ပြောပြီးခံပတ်မှာရုံးထိုင်မယ်ဆိုတဲ့သတင်းပေါက်ကြားခဲ့ပါတယ်။ဒီသတင်းပေါက်ကြားနဲ့အားလည်းပတ်သက်ပြီးဟုတ်လားမဟုတ်လားတော့မသိပေမဲ့တကယ်ဟုတ်ခဲ့ရင်တော့ခံပတ်မှာရုံးထိုင်မယ်ခံပတ်မှာအထိုင်ချမယ်ဆိုတဲ့သတင်းအတွင်းစီးရဲကပေါက်ကြားလာတာဖြစ်ပါတယ်။ပေါက်ကြားလာတာဖြစ်ပါတယ်။ဒါကြောင့်အန်ယူဂျီအနေနဲ့အတွင်းဝင်တယောက်တငယ်ထောင်ပြီး သိန်း100ကျော်လိန်သွားလို့လိပ်စာတွေပေါက်လို့အကုန်ပြောင်းပြရတဲ့အဖြစ်မျိုးကျွန်တော်တို့မသိဘူးမတင်အတွင်းစီးတော့အပေါက်မခံကြပါနဲ့တော်လည်းရအတက်ဒီဘဝတွေနဲ့ရင်းနှီးပေးဆက်ထားလို့ဆိုတော့ခံပတ်မျိုးကိုဘုံချဲခံရတော့နေပတ်သက်ပြီးမော်လူခံပတ်နှမျိုးကိုဘုံချဲပါတယ်အနည်းကြီးတိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့မျိုးပေါင်း9မျိုး စပြီးတော့နှစ်မျိုးကိုစကျဲပါလေစကိုင်းတိုင်းမှာရုံထိုင်မယ်လို့ပြောအပြီးမှာမနေ့ကပြည်သူလူထုတိတ်ကြေမှုတွေထိခိုက်တန်ရာရမှုတွေခံပတ်နေမော်လူမှာဖြစ်ပေါ်ခဲ့ပါလေဒါနဲ့ပတ်သက်ပြီးစကိုင်းတိုင်းတွင်းကတော်လိုင်းအင်အားစုများနိုင်ငံရေးသမားတွေက NUG အစိုးရရဲ့ ပြောလိုက်တဲ့ပြည်ထိုင်ဝန်ကြီးကိုလင်ကိုလက်ပြောလိုက်တဲ့စကိုင်းတိုင်းမှာရုံထိုင်မယ်ဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးခမ ्या ကိုစကားကိုတောင်းဝင်ယူရမယ်ဆိုတဲ့ပြောဆိုမှုကြီးဆိုရှယ်ဆမ်မနာထမရှိတယ်။သူတို့ကအာနာသိမ့်ပြီးကလေးကနေဒီကနေ့2024ခုနှစ်နှစ်ကုန်ထိလေကြောင်းတိုက်ခိုက်မှုပေါင်း1969ချိန်ရှိပြီးပြည်သူပေါင်း1600ကျော်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဒါ PDF 300ကျော်ကြာဆုံးခဲ့ရတဲ့အခြေဒါပေမဲ့အလောက်လောက်လာလာလေကြောင်းကာကွယ်ရေးလေကြောင်းပြည်လက်နက်တွေတပ်ဆင်နိုင်ခြင်းမရှိတဲ့အခြေအနေကိုတော့ကျွန်တော်တို့လက်ရှိမြင်ရပါသေးတယ်ထပ်ပြီးတော့တိုင်းရာအီအိုတပ်တွေထဲမှာတော့လေကြောင်းကလေကြောင်းကိုနော်ဆိုလေတက်လေရင် husky တွေကိုပြစ်ချနိုင်တဲ့အခြေအနေကိုတွေ့ရပြီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ MOD လက်အောက်ကသူတွေကတော့လေချောင်းနဲ့ပတ်သက်ပြီးကိုသိမ့်ပိုက်ထားတဲ့မြို့တွေမှာတော့လေချောင်းကာဝေးရေးဆိုတဲ့အဆင့်မှာအချက်ပြီးလေချောင်းအချက်ပြီးအိုးအော်ဆွဲတဲ့တော့ပေးထားနိုင်တာကိုကျွန်တော်တို့မတွေ့ရဘူး။ဒါကိုကြည်ကြည်အဖြစ်စကားတွေကိုပေါက်လို့ပယ်စားလွယ်လွယ်မပြောချဘူးလို့ပါတယ်။စကားစဘုံကျရင်ဘသူမှမကာကွယ်နိုင်တယ်လို့စစ်တပ်ကမန္တလေးမှာ ကပတဲ့ပေါ်တာဆွဲတာ120စစ်တက်တဲ့တွင်းစစ်ကြုံခံအသိခံနိုင်တာလေဘသူမှမကာကွယ်ပေးနိုင်ကြပါဘူးဒါကြောင့်မို့ကျွန်တော်တို့မြန်မာညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးဦးလင်ကိုလည်းပြောဆိုလိုက်တဲ့စကိုင်းတိုင်းမှာရုံးတိုင်နေဆိုတဲ့ကိစ္စဟာခမရိုးပြောကျင်တာလေကြတော့ခမရိုးခရရလေတို့တွတ်တွတ်နဲ့တလဟောပြောချပြီး ဘန္နာရေးရံပုံငွေနဲ့ပတ်သက်ပြီးတော့ကြတော့ခြေတံလုံရမယ်ဆိုရင်တော့လူကြီးမင်းတို့မှားနေပြီလို့ကျွန်တော်တဲ့တဲ့ပြောပြရစီကျွန်တော်တို့ရှေ့လျှောက်သွားရမယ်တော်လိုင်းရေးဟာအင်မတန်ခက်ခဲကြမ်းတမ်းတဲ့အမောင်မိုင်ဆုံးတဲ့အဆုံးဖြတ်ကာလာကြီးကိုရောက်လာတော့မှာဖြစ်ပါကမ္ဘာတော်လိုင်းရေးမှလीနောက်ဆုံးဖတ်ဆက်ပလဘုကျုံဆန်းတော်လိုင်းရေးမှလी ဲ့ဒေါ်လာကြီးကောင်းဆောင်တွေကဘယ်နေရာကစီမံပြီးဘယ်နေရာကအမိတ်ပေးနေလဲဘယ်နေရာမှာနေလဲဘယ်နေရာမှာရုံးထိုင်လဲဆိုတာမပြောနဲ့တိဖို့မပြောနဲ့ရန်သူကတိဖို့မပြောနဲ့အဲ့ဒေါ်လာကြီးအောင်မြင်ပြီးနိုင်သွားမှသူတို့စာအုပ်ထုတ်မှသူတို့နေတဲ့နေရာတည်ရတာခင်ဗျားတို့ကခြေတန်လုံချင်တဲ့နေရာလုံပြီးမလုံချင်တဲ့နေရာကြတော့တုံတိုးအောင်ဟင်းလေးမွင့်ကြီးကို ဖြစ်လို့နေတာဘူးဗျဆိုတော့မြတ်သားညီညွတ်ရေးအစိုးရကြီး ။ဘာပဲဖြစ်တော်လန်ကြီးမှာခိုင်မာတဲ့အစုအဖွဲ့ကြီးတစ်ခုဖြစ်နေကျွန်တော်တို့အာဟုယုံကြည်မျော်လင့်မိပါတယ်။သို့တော့အလုံးမဖြစ်တာကိုကျွန်တော်တို့မျက်စိရှိတဲ့နေမှာမြင်နေရတဲ့အတွက်တချို့အိစားတွေကျွန်တော်တို့မပြောချင်ဘူး။ဖတ်မပြောချင်ဘူး။ကြောပြောရင်ဒီမျက်ရည်တွေဘူးဒီလုံးအောင်ကြောက်တော့လည်းဆိုးရတယ်။နောက်ပြီးတော့ရောက်မှကိုလည်းကြုံမတိုက်ချင်ဘူးကွာ။ခွေဝမ်းတောင်ကိုလည်းကျွန်တော်လေလေမပြချင်ဘူး။ဒါကြောင့်မို့ကို့အတိနဲ့ကို့ ကိုယ့်ဘုကိုတော်လိုင်းရေးသမားဖြစ်ခံယူကပြည်သူနဲ့တသားတဲ့တော်လိုင်းရေးအတွင်းကိုခိုင်ခိုင်မာမာနှလုံးသားထဲမှာရှိုက်သွင်းစေချင်ပါတယ်လားကိုယ့်ဘုကိုအစိုးရတည့်ရလို့ပြည်သူနဲ့ကလကာကြတဆင့်မြင်မာနေပြောဆိုသည်မစကလုံးဟာမသိရင်ပလင်ပေါ်တက်ပြောနေတယ်လို့ပဲတော့လုတ်လိုက်တယ်လုတ်လိုက်တယ်အကျိုးဆက်ကြောင်းစကိုင်းတိုင်းဟာတော်တော်ခရက်ထားစကားကြုံနှုတ်လို့မရဘူးဆိုတာလူကြီးမင်းတို့လည်း ညာတွေတက်တော့တိမှာပေါ့လူကြီးမင်းတို့ကတိကျင်လဲတိတယ်မတိကျင်ရင်လဲမတိတော့ပြန်ဘူးလူကြီးမင်းတို့တိကျင်လဲအကုန်တိလူကြီးမင်းတို့မတိကျင်ရင်လဲမတိကျင်အောင်ကိုစောင်းနေတာအဲ့တော့လက်ရှိမှာဘန္နာကြီးနဲ့ပတ်သက်ပြီးအတွင်းမှာရှုပ်ထွေးမှုတွေအများအပြားရမုံငွေဆင်းရှင်းနေတဲ့ပတ်သက်ပြီးဖြစ်နေတယ်ဆိုတော့လဲကျွန်တော်တို့သိပါတယ်သို့တော့နားလည်နိုင်တော့နားလည်ပြီးပြီးအတူအောင်ပွဲကိုသွားရှင်လို့ဒီစကားတွေကိုပြောနေတာဖြစ်ပါတယ် တမိုင်းမှာအမဲဆက်ကြီးနဲ့တမိုင်းကွေးပြီးလှုပ်ခဲ့တာနေတဲတဲ့ရေတို့ဖြစ်ရအောင်ဖြုတ်တဲ့တဲ့လူဖြုတ်ထုတ်တဲ့တဲ့လူထုတ်တကယ်တော့တက်မှန်ခဲ့တဲ့လူတွေကိုတာဝန်ပေးမှန်မှန်ကန်ကန်ယွယွသားသားနဲ့ဒီအချိန်မှာတော်လန်ရေးပြည်သူခင်ဗျားတို့အစိုးရပါဗျာတော်လန်ရေးအစိုးရတော်လန်ရေးပြည်သူတော်လန်ရေးအစိုးရရေနေငါလို့တသားတဲ့ဖြစ်ဖို့လိုတယ်လို့ကျွန်တော်ပြောရင် ခံပတ်ဘုံချဲတာနဲ့ပတ်သက်ပြီးတော့စိတ်မကောင်းကြောင်းနောက်ဘုံစကားကိုလွယ်လွယ်မပြောကြဘူးဒီနေရာကနေလေးစားတော့အတိပေးကြောင်းခင်ဗျားတို့နှုတ်ထွက်စကားဟာအသက်တွေနှုတ်ယူသွားတုံ့ယူသွားခံရတဲ့အဖြစ်တွေမဖြစ်ဘူးကိုတော်ဝင်သိလို့တော်ဝင်ရှိလို့လောက်ကင်ကြပြီဆိုရင်လေတော်ဝင်ခံဖို့လိုအပ်ကြောင်းမိတ်ဆွေကြီးတို့ရ ကျွန်တော်တို့မိပရိပခသဘောတရားရဝေဖန်ထောက်ပြမှုကိုတော့စိတ်မရှိကြပါဘူး။ဒါပေမဲ့ဒီအချိုးမှဒီပစိုးဝင်နေတာဒီလမ်းမှဒီပန်းပန်နေတာတော့ကျွန်တော်တို့မသိဘူးတဲ့။အဲ့တော့လက်ရှိလောက်ကိုင်းဆောင်ရွက်နေမှုအားလုံးကိုလေးစားစွာအတိမတ်ပြုပါရစေ။ဒီတက်ပိုကောင်းတဲ့အစီအမံတွေနဲ့တော်လိုင်းအစိုးရတော်လိုင်းပြည်သူ ဂျင်းငါကတသားနဲ့ဖြစ်ပြီးဖက်စစ်တပ်ကိုအမြင့်ကမီအမင်းလန်ချိုးနိုင်မဲ့2025ဖြစ်အောင်အတူတူရုန်းကန်ကြရအောင်လို့ပြောရင်ဒီကညာတော့ဒီလောက်အားလုံးကျေးဇူးတင်ပါ